မင်္ဂလာမနက်ခင်းပါရှင်။နေပြည်တော်မိုးလမသားနဲ့ဇလမေတာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလမသားသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနေအဆုံအပူချိန်တွေကတော့နေပြည်တော်မှာ73ဒီဂရီဆယ်စီယပ်55ဒီဂရီဖာရန်ဟိုက်၊ရန်ကုန်မြို့မှာ76ဒီဂရီဆယ်စီယပ်67ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ14ဒီဂရီဆယ်စီယပ်59ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါသေးတယ်။ အကောက်နဲ့မုံတိုင်းငယ်တဲ့ရင်အကောက်နဲ့မုံတိုင်းငယ်အခြေအနေဒီကနေ့မနက်မြမစံတော်ချိန်9နာရီခွဲအချိန်နိုင်ထားချက်များအရဗီကလာပင်လောအနောက်တောင်ပိုင်းနဲ့ရင်းနဲ့ဆက်စပ်ရရှိတဲ့အိန္ဒိယနိုင်ငံတမီနာဒူပူလူချေရီကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့ဆိုင်ကလုန်းမုန်တိုင်းတေဝါဟာမြောက်ဘက်သို့ရွှေ့လျခဲ့ပြီးအကောက်နဲ့မုန်တိုင်းငယ်အဖြစ်အယောသွားခဲ့ကမြန်မာနိုင်ငံကိုကိုချင်းမြို့ရဲ့အနောက်အနောက်တောင်ဘက်ရေမိုင်း850မိုင်ခန့် အိန္ဒိယနိုင်ငံပူရူချေရီမြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်55မိုင်ခန့်နဲ့ချင်းနိုင်မြို့ရဲ့တောင်ရှစ်တောင်ဘက်ရေမိုင်50မိုင်ခန့်ကွာပိတ်လည်ပြင်ကိုဗဟုပြုနေပါတယ်။အောက်ကောက်နဲ့မုံတိုင်းငယ်ရဲ့လက်ရှိအခြေအနေမှာမြန်မာနိုင်ငံဘက်သို့ဥတီရွေးလျားမဲ့ခြေနေမရှိပါသဖြင့်အဝိုင်းအောင်စင်ဟုတတ်မှတ်ပါတယ်။အောက်ကောက်နဲ့မုံတိုင်းငယ်ရဲ့တီနေရဗဟုချက်လီဗီယာနဲ့လေတိုင်နုံ အဆိုပါအာခေါင်နဲ့မုံတိုင်းငယ်ဟာမြမဆန်တော်ချင်း9နိုင်ခွဲအချိန်မှာမြောက်လက်တီကျူးစက်နှစ်တမ5ဒီဂရီနဲ့အရှိလောင်ကြီးကျူး80တမ6ဒီဂရီမှာရှိပြီးဗဟိုချက်လင်းဖျားတထောင်နှစ်ဟက်ဒရပါစကဲနဲ့အမြင့်ဆုံးလေတိုင်းတော့မှာတနအီကိုမိုင်60နှုန်းခန့်ဖြစ်ပါတယ်။နောက်ဆက်ရနာရဲ့အတွင်းခမန်ချက်အဆိုပါအာကောက်နဲ့မုံတိုင်းငယ်ဟာအိန္ဒိယနိုင်ငံတမိနာဒုမြောက်ပိုင်းပူရူချယ်ရီကန်ဂျေရိုနဲ့အပြိုင်ရောက်ဖက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးနောက်ဆက်ရနာရဲ့အတွင်း မုံတိုင်းငယ်အဖြစ်အာရုံသွားနိုင်တယ်လို့ခန့်မှန်းရပါတယ်။3 pay နှုတ်ဆော်ချက်အဆိုပါအကောင့်နဲ့မုံတိုင်းငယ်ရဲ့အရှိန်ကြောင့်မြမပင်လယ်ပြင်မှာလှိုင်းတက်တက်ရှိပါမယ်။လှိုင်းပြင်မှာမြမကံရတဲ့နှောင်းနဲ့ကန့်လွန်ပင်လယ်ပြင်တို့မှာငါးပေမှာခုနှစ်ပေကရှိနိုင်ပါတယ်။အကြံပြုချက်တို့ဖြစ်ပါ၍အကောင့်နဲ့မုံတိုင်းငယ်ရဲ့အရှိန်ကြောင့်ပြည်တွင်းလေကြောင်းပြတ်တဲ့ရင်မြမကံရတဲ့နှောင်းနဲ့ကန့်လွန်ပင်လယ်ပြင်တို့ရှိကန်ဒီကန်ဝေးငါးဖန်းရည်ရည်များတမောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်မရဲ့အသိပေးနှိုးဆော်အပါရယ်ဒီကနေ့မနေ့6နာရီခွဲအချိန်မိုးလဝတကြိုတုံးမှာဖဲ့ရရှိတဲ့ပေါ်ဟင်းဟာကပ်ပလီပင်လယ်ပြင်မှာတိန်ကင်းစင်တလောက်ရှိနေပြီမင်္ဂလာပင်လယ်အော်အနောက်လေပိုင်းမှာတိန်နုထက်နေကကြံမင်္ဂလာပင်လယ်အော်မှာတိန်နှင်းငယ်မှာတိန်သင်တင်ဖြစ်ထွန်းနေပါရယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာတိန်နှင်းငယ်မှာတိန်သင်တင်ဖြစ်ထွန်းနေပြီကြံဒေသတွေမှာတိန်ကင်းစင်တလောက်ရှိနေတာကိုတွေ့ရပါတယ် ဒီကနေ့မနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုက်ထွာချက်များအရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းကိုတိုဟာ BNN နိုင်ငံနာထွန်းမြို့ရဲ့အရှေ့မြောက်ဘက်ရေမိုင်း205မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြွင်နေပါတယ်။အဆိုပါအပူပိုင်းမုန်တိုင်းကိုတိုဟာ၂ရက်၁၂လ2025ရက်နေ့မှာ BNN နိုင်ငံအရှေ့ဘက်ကယူရန်ဒေတာများသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။မြန်မာပင်လယ်ပြင်မှာလှိုင်းသင်တင်ရှိပါမယ်လှိုင်းမြန်မာ မြမကံရိုတဲ့တရှောင်းနဲ့ကန်းလွန်ပေးလဲပြေတော့မှာငါးပေမှာခုနှစ်ပေကန်းရှိနိုင်ပါတယ်ဒီကနေ့ညနေဒီခန့်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကားနယ်ဒေသကြီးရဲ့ထပိုင်းချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာတည်ဆဲတဲ့ဖြစ်ထွန်းပြီးရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြီးတော့စကားနယ်ဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီး အေရီဒန်နေသားကြီးနဲ့ရန်ကုန်ဒန်နေသားကြီးတို့မှာအများဖြင့်တိုက်ရပါမယ်။နေပြည်တော်နဲ့ဒီတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများဖြင့်တိုက်ရပါမယ်။အမြင့်ဆုံးဘူးချိန်မှာ29ဒီဂရီဆယ်စီယံ84ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဒီတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းအများဖြင့်တိုက်ရပါမယ်။အမြင့်ဆုံးဘူးချိန်မှာ30ဒီဂရီဆယ်စီယံ86ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသချင်းနေခံမှန်းကြပါလိမ့်အများဖြစ်သားရပါမယ်မြေဆုံမှုချိန်မှာ32ဒီဂရီဆယ်စီယံ88ဒီဂရီဖာရဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခံမှန်းချက်များအနည်းငယ်ကတော့ပဲခွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာညအပူချိန်များအနည်းငယ်လျှော့နေနေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက် ခုနှစ်နိုင်ချင်းထုတ်ပြန်တဲ့မူလပတာသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်